အားလုံးပဲမင်္ဂလာပါဒီ The First Super Sunday Night မှာတော့ပြိုင်ဆိုင်မှုပြင်းထန်မဲ့ Premier League ပွဲစဉ်73ရက် London Derby ပွဲစဉ်တပွဲဖြစ်တဲ့ Chelsea အသင်းနဲ့ Arsenal အသင်းတို့ရဲ့ပွဲစဉ်ကရှိတယ်ဆိုတော့ဒီပွဲကစိတ်ဝင်စားစရာကောင်းပါတယ်ဘာကြောင့်လဲဆိုတော့ဒါကျွန်တော်တို့ Chelsea အသင်းကလည်းအဲကျွန်တော်တို့ဒီတပတ် International Break ပွဲစဉ်တွေအပြီးပြီးခဲ့တဲ့အပတ်တုန်းကလည်းကျွန်တော်တို့ပေါ့လေဒီ Premier League ပွဲစဉ်7နှစ်မှာ အဝေးခွေးမှာဘန်လီကိုအနိုင်ရထားသလိုဒါဂျာယက်မှာကစားခဲ့တဲ့ဘာစီလိုနာအသင်းရဲ့ပွဲစဉ်မှာလည်းဒါချန်ပီယံလိပွဲစဉ်မှာလည်းချယ်ဆီကဒါဥရောပရဲ့အင်အားအကောင်းဆုံးအသင်းတစ်သင်းဖြစ်တဲ့ဘာစီလိုနာကို3-0ရလဒ်နဲ့အကိုပြအနိုင်ရခဲ့သလိုတစ်ဖက်ကအာဆင်နယ်အသင်းကလည်း International Break ပွဲစဉ်တွေအပြီးပြန်ကစားရတဲ့ပွဲစဉ်7နှစ်မှာဒါကျွန်တော်တို့ပဲလန်ဒန်ဒါဘီပွဲစဉ်တစ်ပွဲအဖြစ် တော်ဒီယာဟော့စ်ပါတင်းကိုကိုပြအနိုင်ရထားပြီးတော့မှဂျာယက်မှာ ဒါကစားခဲ့တဲ့ Champion League ပွဲစဉ်မှာလဲ Bayern Munich ကိုဒါ3-1ရလာတဲ့ဂိုးပြအနိုင်ယူပြီးတော့မှဒီ London Club နှစ်သင်းစလုံးကတော့ခြေစွမ်းကောင်းပုံစံကောင်းတွေပိုင်ဆိုင်ထားတဲ့အခြေအနေဖြစ်တယ်။ဆိုတော့ဟို Chelsea အသင်းတွေတော့ပို့ပြီးတော့မှ Arsenal အသင်းနဲ့ပွဲစဉ်မှာအရေးပါတဲ့အခြေအနေရှိတယ်။ဘာကြောင့်လဲဆိုတော့ထိတိုက်တွေ့ဆုံမှုတွေကိုပြန်ကြည့်မယ်ဆိုရင်နောက်ဆုံး၅ချိန်မှာတော့ အာဆင်နယ်ဟာ3ချိန်ထိနိုင်ထားပြီးတော့မှာပေါ့လေဒါ2ချိန်ကတည်ကြထားတယ်ချက်စီကအာဆင်နယ်နဲ့တွေ့တိုင်း striker ဖြစ်ပြီးတော့မှာရုံးကန်ရလေရှိတဲ့အခြေအနေကြောင့်မလို့အခြေစွမ်းကောင်းရရဖောင်ရပါပြန်လဲတည်ငြိမ်လာဖြစ်တဲ့နေပြအဆိုပါရစ်ကရဲ့ချက်စီတင်ကအင်ကွဲမှာအာဆင်နယ်တင်ကိုဘယ်လိုထုံးပြန်ကစားသွားမလဲဆိုတော့မေးခွန်းရှိတယ်ပေါ့လေဆိုတော့ပထမဆုံးဒါချက်စီအတင်းကြောင်းကျွန်တော်စပြောမယ်ဆိုတော့ချက်စီကလက်ရှိကားဖောင်ရတော့အကောင်းဆုံးအခြေအနေတစ်ခုမှရှိနေတယ် ကျွန်တော်တို့ပေါ့လေဒါအဲဒီနောက်ဆုံးပြတ်ပြတ်ဆုံး၅ပွဲမှာ၄ပွဲထိနိုင်ပြီးတော့တပွဲပဲတည်ရကြထားတယ်ဆိုတော့ချက်စီရဲ့ပေါ့လေအဓိကကျွန်တော်တို့ဝီဖြစ်တဲ့ခန်းစစ်က ဒါစင်တာဘက်ပေါ့လေအဓိကစင်တာဘက်နှစ်ယောက်ကတော်တော်လေးအားနေနေတဲ့အနေအထားဆိုပေမဲ့လို့ဒါကျွန်တော်တို့ပေါ့လေ clean ship ပွဲတွေတောက်လျှောက်ရလာတဲ့အနေအထားဖြစ်တယ်နောက်ဆုံးပြိုင်ပွဲစုံ၄ပွဲဆက်တိုက်ကို Chelsea ကကျွန်တော်တို့ clean ship ယူထားနိုင်တဲ့အခြေအနေဖြစ်တယ်ဆိုတော့ Arsenal အတင်းတဲ့ပွဲစဉ်မှာတော့ Chelsea တင်းရဲ့ကစားသမားဖြစ်တဲ့ Labia လပိုင်းကိုဝယ် SU ကိုတော့ပါဝင်လာဖို့အခြေအနေမရှိဘူးဆိုပေမဲ့လို့ကျွန်တော်တို့ခိုးပါမတ်ကတော့ injury ကစားသမားစီးရင်းတဲ့ကနေ ဒါကျွန်တော်တို့ကင်းနေတဲ့အနေအထားကြောင့်မလို့ပါဝင်လာနိုင်ဖို့အခြေအနေရှိရလို့ယူဆတယ်။တစ်ဖက်မှာတော့ဒါကျွန်တော်တို့ပေါ့လေအသေးရဲ့ကစားသမားတွေဖြစ်တဲ့ဒီတစ်ဖက်ကဂျမိန်ဂီတန်အာကျွန်တော်တို့ဂါနာချိုပစရိုနာတိုနဲ့အက်စထရာဘောအပါဝင်တိုက်စစ်ကဒါကျွန်တော်လီယန်ဒီလန်အာဂျောင်းပစရိုတို့ချက်စီတဲ့နဲ့အပြည့်ဝပူပေါင်းနိုင်မှာဖြစ်တယ်လို့ကိုယ်လည်းကစားသမားဖြစ်တဲ့ Boys Sky Zero အန်ဆိုဘာနာဒန်ကျွန်တော်ခက်စစ်ကကျွန်တော်တို့ဒီပေါ့လေ RC J အာမတ်ကူကူရဲလာတို့ချက်စီအတင်းနဲ့တူပူပေါင်းနိုင်မဲ့အခြေအနေဖြစ်တယ်ဆိုတော့တစ်ဖက်ကဒါအာဆင်နယ်အတင်းအတွက်လည်း ်ပုံစံကောင်းတွေရပြီးတော့မှဒီရာဒီမှာအာဆင်နယ်ဟာချန်ပီယံဖြစ်ဖို့အတွက်ရေပန်းအစားဆုံးအသင်းတစ်သင်းဖြစ်နေတဲ့အနေအထားဖြစ်တယ်ဆိုတော့ဂျာရက်မှာကျွန်တော်တို့လောကရှုပ်ပွဲမရှိသေးတဲ့ဒါဂျာမန်ကလပ်တစ်သင်းဖြစ်တဲ့ Bayern Munich ကိုကျွန်တော်တို့ကိုပြအနိုင်ရခဲ့သလိုပြီးခဲ့တဲ့ပတ်တုန်းကလည်းဒါ Tottenham Hotspur ကိုကိုပြအနိုင်ရထားတဲ့အခြေအနေဖြစ်တယ်အာဆင်နယ်ဟာဒီရာဒီမှာသူ ဒီပါဝင်နေတဲ့ဗောလေချန်ပီယံလိမှာလည်းဒီချန်ပီယံလိအခြေပဲဇာရဲ့အဆင့်ဇာထိတ်ဆုံးမှရှိနေပြီးတော့မှလုံးဝရှင်းပွင့်မရှိသေးသလိုလက်ရှိပရီးမီးယားလိမှာလည်းကျွန်တော်တို့အဆင့်ဇာရဲ့ထိတ်ဆုံးမှရက်တည်နေတဲ့အသင်းတစ်သင်းဖြစ်တဲ့အာဆင်နယ်ဟာကျွန်တော်တို့လက်ရှိဗောလေအဝေးကွင်းဖောင်အရာကောင်းမွန်တဲ့အသင်းတစ်သင်းဖြစ်သလိုဒါကျွန်တော်တို့ဗောလေအသင်းရဲ့အဓိကကစားသမားတွေကျွန်တော်တို့ဗောလေဒီအဆုံးလေးပါဝင်လာဖို့ရှိတယ်အထူးသဖြင့်တော့နိုနေမိုတို့ကေပိုကိုယိုဆာကဒါ short short easy ပါဝင်ဒါဒီကန် right အားလုံးက Chelsea အသင်းနဲ့ပွဲစဉ်မှာပါဝင်လာဖို့အခြေအနေရှိတယ်ဆိုတော့အစောပိုင်းတွေတုန်းကပေါ့လေအစင်နာကစားသမားတယောက်နှစ်ယောက်ကိုအဓိကအားကိုးရတဲ့အခြေအနေကနေလက်ရှိမှာတော့ three stretcher ရအတောင်တင်းဆုံးကျွန်တော်တို့ပေါ့လေကစားသမားရဲ့ rotation အမိဆုံးအခြေအနေမှာဖြစ်တယ်ပြီးခဲ့အာဒီတာဟာ Chelsea အသင်းနဲ့တွေ့တိုင်း striker ဖြစ်အောင်ကစားနိုင်တဲ့ကိုရလည်းရှိတဲ့အခြေအနေကြောင့်မလို့ဒါကျွန်တော်တို့ Chelsea အသင်းနဲ့ Arsenal အသင်းရဲ့ပွဲစဉ်မှာတော့နှစ်ဖက် twin goal ပေါင်း၃ goal လောက်ထိတွေ့ယူသွားနိုင်မယ့်အခြေအနေရှိတယ်ဆိုတော့ ဘယ်သင်းကအနိုင်ယူသွားမလဲစိတ်ဝင်စားစရာကောင်းတဲ့အခြေအနေမှာရှိရပါလိမ့်ဆိုတော့ကြီးရှုပေးခဲ့တဲ့ဒုတိယအချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။မြန်မာပြည်သူပြည်သားလုံးစိတ်ချမ်းသာခြင်းကိုအကျမ်းမှချမ်းသာအားလုံးပြည့်စုံကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။